ားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ရောက်ကြဖောက်ပြန်တော့လို့ဗီရင်မေးပြီးတော့ပြန်လာအောင်လုပ်လေမရဘူးဆိုတာကိုပြောပြလာတဲ့အန်တီရဲ့ရုတ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလေဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလေးမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ြန်လေးကြိုဆိုလိုက်ပါလေဗျာအဲ့လိုကျမအမျိုးသားအဲ့လိုမျိုးတခြားမျိုးသမီးတယောက်နဲ့ညီဆွေးနေတာကိုသိသွားကြတဲ့အခါမှာကျမရောက်ခမကြီးရဲ့ကျမရောက်ခမကြီးရဲ့တငယ်ချင်းနေလမ်းဘော်ကဒေါ်အန်နီစောတို့တကယ်ကောင်းပါတယ်သူတို့တွေကဘာလဲဆိုတော့ကျမဟိုပါပေါ့ကျမအမျိုးသားကိုဒီအမျိုးသမီးနဲ့တဏ္ဍာကျော်နဲ့ပြအောင်သူတို့အဖွားကြီးချင်းချင်းတိုင်ပင်ကြတာပေါ့နော်ဒါကလည်းသူတို့ကကိုယ်ကိုချစ်လို့တနာလို့လုပ်ပေးကြတာဗျာတိလားအဲ့မှာ သူတို့ဘယ်ကနေဘလို့စုံစမ်းပြီးတော့လည်းမသိဘူးထောက်အထောက်ကျစစ်တင်ကြိုင်းကျမမှတ်မိတာတော့ထောက်ကျစစ်တင်ကြိုင်းအဲ့နာပတ်ချလေလေးပဲမြေလန်းကြားလေးတွေဝင်သွားရတယ်ကွာအဲအဲ့မှာဟိုဟာပေါ့ဦးလေးကြီးပေါ့မျိုးသားကြီးတယောက်ပေါ့အသက်ကြီးပါပြီသူစီရောက်ခမကျမကိုခေါ်ရဲကဲသမီးလာလိုက်ခဲဆိုတော့ကျမရဲ့ကျမရဲ့ကျမရောက်ခမရဲ့ကျမရောက်ခမရဲ့တငယ်ချင်းအနီစောရဲ့အဲ့လိုသွားကြရောက်ခမကြီးကတော့အမှန်တော့ ဟိုသူ့သားအတွက်ပေါ့နော်ဟိုကျမတို့မိသားစုလေးအဲအပြူပြူကွဲကွဲဖြစ်သွားမှစိုးရိမ်နေစိတ်နဲ့သူကမေးတာပေါ့အကုန်လုံးအဲ့နဲ့ကျမတို့တိတာတဏ္ဍကျော်ပဲတိတာဟိုတဏ္ဍကျော်ဆိုတော့တောက်ကြသမီးပေါ့ရေရာခြေကြတယ်ပေါ့ကွယ်ရေရာဘလို့ခြေလဲဆိုတော့ကျမမှတ်မိတဲ့လောက်ပြောပြမယ်တိလားဟောပါပေါ့အမျိုးသားရဲ့ကျမအမျိုးသားရဲ့ဓာတ်ပုံဓာတ်ပုံကိုမချုပ်ရသေးရဲ့အဲထမီဇထတ်စင်တဲ့ ဲ့ဒါကိုပတ်ပတ်ပြီးတော့တက်ကအိမ်ရှိရဲ့အိမ်ရှိမှာမြေဟွာပေါ့ပန်းအိုးထဲမှာမြေကြီးရဲ့ကိုထက်အဲ့ဒီမလုံးဝမသုံးရသေးတဲ့ထပ်စင်ထမီစားအစ်တနဲ့ပတ်ပြီးတော့ထဲထဲပြောဘောကနေပြီးတော့ရွက်လာပိုင်းစိုက်တာဒါနံပါတ်တစ်ခုပေါ့နော်နောက်တစ်ခုကကြောက်ပါလဲဆိုတော့ကြက်မကြက်မအနီအောင်အနီအောင်များတဲ့ကြက်မကြီးကိုဝယ်ရတယ်ကြက်မကြီးကိုဝယ်ပြီးဘာလုပ်ရလဲဆိုတော့ဟိုကျမတို့ကလှောင်နာရတာပေါ့နော်အိမ်မှာတက်ကအိမ်မှာလှောင်တဲ့တရားတွေကလှောင်ပြီးတော့ ဟိုပါပေါ့နောက်ရွှေ့ရတဲ့ဟာလေးရောရှေ့ကျမတော့မမှတ်မိတော့ဘူးဒါပေမဲ့ကျမမမှတ်မိတာတပတ်ပြည့်တဲ့ခါမှာနေ9ရောက်ကြာနာမမြအဝေးကိုသွားမမြအဝေးကိုသွားဆိုတော့ခုနှစ်ခေါက်ဝါတယ်တဲ့ပြန်တွေးကြည့်တကယ်အဲ့ဒါတခုအဲ့အာဒီတော့ကျမအမိလှုပ်ပြအောင်လှုပ်ပါဆိုပြီးတို့တို့ကိုယ်တိုင်ထပ်စင်စားအစဝယ်ပေးတယ်ကွယ်ကျမအနီရောင်ကြီးကိုလည်းရောက်ခမရောက်ဝယ်ပေးရယ်ကွယ်ရအောင်ရှာဝယ်ပြီးလှုပ်ပေါ့နော်ကျမကိုဆိုတော့ကျမက အဲ့မှာဟိုအဲဘောတာတာလီယာအဲ့တော့တက်မှာပြန်လိုက်နေရဲဆိုတာလည်း9ရက်လောက်ပါပဲတပတ်မှာဟိုခလေးလေးကတာလီယာမွေးကာစားလေးနဲ့ကျမအေးရေရရီပေးနေပေါ့နော်ကျမကိုလှုပ်ဆိုကျမအဲ့ဒီဟာနှစ်ခုတော့လှုပ်တယ်လှုပ်ပြီးတော့နောက်ဆုံးရေရီအဲသူကအဲ့ဒါပြည့်ပြီးလို့ဟိုဟာပေါ့အဲဆယ်ရက်ပြည့်လို့မှဘာမှမထူးကြဘူးဆိုရင်ပေါ့နော်ပြန်လာခဲ့လို့ပြောတကယ်တမ်းကြောက်တာတိလားကျမအဲ့ဒါကြီးတော့ယုံကြည်မရှိဘူးညာ ်ဆရက်ပြည့်လို့ထူးခြားလားဆိုလည်းမထူးခြားပါဘူးကျမမျိုးသားကလည်းတိလာကျမကအမြဲတမ်းအိမ်မှာပဲနေတယ်အဲကျမဒီအဲ့လိုမျိုးအပေါင်းအသင်းလဲရန်ကုန်မှာမရှိဘူးအရန်လဲနေတယ်ဟိုတက္ကသိုလ်တက်တာတက္ကသိုလ်ကတငယ်ချင်းနေဆိုပေမဲ့လည်းသူတို့ကသူအကုန်လုံးကကိုယ့်အနေနဲ့ကိုယ်ပဲကြောက်မှသာတငယ်ချင်းလေအိမ်မှာကြောက်လဲကျမအဲ့လိုဟိုကတငယ်ချင်းနေလုံးလုံးထွတ်ထွတ်နေတက်တဲ့ဟာမျိုးလဲမဟုတ်တဲ့ခါကျတော့အဲကျမဘာမှမသိဘူးဆိုပြီးတော့ကျမကိုနှက်ချတာအမှန်တည်းပြောတော့အချိုတက်တာပေါ့ကွာတိလာသူပြင်မမဲပါပဲတကယ်တော့လေလူကလေတခါ ယုံကြည်မှုပြတ်သွားရင်နောက်ယုံကြည်မှုတော်တော်ခက်တယ်နော်ယုံကြည်မှုပြန်ပြီးစောက်ဖို့အတွက်အရန်ခက်ခဲပါလေအဲ့ဒါအရေရာခြေပြီးတော့ဒီကြားထဲမှာလည်းသွားလို့အချိုတော့တတ်နေရပါတော့ကျွန်မတို့ရုံးစင်းနေတော့ပြန်လာတယ်အဲအဲ့ဒီအဲ့ဒီလာလာလေးမှာတော့သူအဲ့လိုရုံးစင်းပြန်လာတယ်အဲပြီးရင်သူကအလုပ်တွေလုပ်ပြတယ်ပေါ့ကွဟိုဘာလုပ်လဲတော့ကျွန်မလည်းမသိပါဘူးတက်ကိစ္စအတွက်အဲဘာလဲကြောက်စက်တစ်တို့ဘာလို့တည်ရမှာအဲ့ဒါတိုင်းမှုကိုပြောပြီးသားတိုင်းမှုခိုင်းတာတွေပေါ့အဲ့လိုမျိုးတွေရရှိတယ်အဲ့ဒါနဲ့ဟို ဲ့ဒီရေရာချေနေတဲ့ကာလမှာထူလာဆိုတော့လေဘာမှမထူဘူးသူကဒုတ်ရင်ကဒုတ်ရင်ပဲဗောနော်အဲ့ဒါနဲ့ဆယ်ရက်ပြည့်တော့ရောက်ခမရနေတက်ကိုလိုက်လာပြီတော့တမိဘာထူလဲတမိဘာမှမထူဘူးဆိုအဲ့လိုက်ခဲ့ဆိုကျွန်မကလေးတွေကိုကာဘော်တင်တင်ပြီးတော့မြေကြီးဝိမာထားထားပြီးတော့ကျွန်မရောက်ခမရနေထက်သွားတဲ့ခါကျတော့အဲ့ဒီတော့တထောင်လာပေးရတယ်မြန်မာငွေတိလာများတော့များတယ်เนาะအဲ့ဒီလုံခဲ့တဲ့နှစ်30နီးပါးပတ်စံတထောင်ကအဲ့ဒါနဲ့နောက်တစ်ခေါက်ကျတော့ဘာလောက်ခိုင်းလဲဆိုတော့တော်လို့ပဲ အဲ့ဒီကျမရဲ့အဲ့ဒီအပင်လို့အော်ပြီးတော့အင်းခွက်ချပေးတယ်ဒုတိယတစ်ချိန်သွားတဲ့အခါမှာအင်းခွက်ချပြီးတော့အမျိုးသားရဲ့ဓာတ်ပုံကိုအဲ့ဒီအင်းခွက်ပေါ်မှာ passport ပုံကိုမှောက်ခွင်ရလေးလုတ်လုတ်ပြီးတော့စင်မီးကအနီအောင်စင်မီးနေအောင်ထိုးပြီးတော့ဖန်ခွက်နဲ့အုပ်ရတာလားဘာလဲအဲ့လားတခုမှတ်မိရဲ့နောက်ဆုံးတစ်ခုကတော့အဲ့ဒီခုနကတော့ဟိုစင်မီးဖျောင်းဟိုဖျောင်းနိုင်အနီအောင်ပူဇော်တာတိကျမလုတ်ပါတယ်ဒါပေမဲ့နောက်ဆုံးတစ်ခုကျမမလုတ်ခဲ့ဘူးဘာလို့မလုတ်ခဲ့လဲဆိုတော့ အဲ့ဒီဆယ်ရက်ပြည့်လို့မှဘာမှမထူးတဲ့ထပ်ပြီးတဲ့ရေတရာကတပြက်စီးအစ်စ်ကိုဇောက်ထိုးလို့ပြောင်းမြန်ပါတော့ဇောက်ထိုးလို့ပြီးတော့အပေါ်နေရေလောင်းချအောက်ကကြတဲ့ရေကိုခံပြီးတိုက်ရမှာတဲ့တိလားကျမ22နှစ်ကျော်အရွယ်မှာကျမအတွက်ကဒီဟာကြီးကအရင်တမျိုးကြီးกว่าဒါပေမဲ့တော့ကျမရောက်ခမကြီးကဘလောက်တောင်ဟိုဟာဖြစ်လဲဆိုတော့ဗောနော် तू ကဟိုသူ့သားကိုဒီလိုမျိုးကျမနဲ့ ွာရှင်းပြက်စဲသွားရင်တခြားနောက်ဆက်တွေပြဿနာအများကြီးဆိုတော့သူတို့သိတယ်။ကျမဘာမှမလုပ်ဘူးနော်။ဒါပေမဲ့အထက်ကခသားနဲ့ကျမမှာကလေးလေးရှိရဲ။အာပြီးတော့သူတို့ကျမကိုလည်းချစ်တယ်။အဲ့တော့သူ့သားကိုလည်းဘဝကိုမပြတ်သွားစေချင်တာ။အဲ့တော့သူအမေတယောက်အနေနဲ့အဲ့ဒါကိုလုတ်ခိုင်းတာ။ဒါပေမဲ့ကျမမလုပ်ဘူး။ ကျမစိတ်ထရားသိလိုက်တာဒါလောရမယ့်အရာမဟုတ်ဘောနော်ဒီတပြက်စီကိုမြောင်းမြန်လန်ပြီးအပွားနေရေလောင်ကြတဲ့ရေကိုခံပြီးတော့ယောက်ျားတောက်တဲ့ရေခွက်တစ်ဖြည့်ရေဘူးထဲမှာဒီဟာရေရောပြီးတော့သူ့သူ့တယောက်ထဲကိုတောက်အောင်ဆွဲဟာကြီးอ่ะဒါကြီးကအဆင်မပြေဘူးဒါတော့ကျမကဘာမှသိတာမဟုတ်ဘူးနော်အဲ့ဒါကျမဒီကိစ္စကိုမလုပ်ဘူးအာရောက်မှယူလဲကျမလုပ်တယ်လည်းမပြောဘူးမလုပ်ဘူးလည်းကျမမပြောခဲ့ပါဘူးအဲ့ဒါရေရရာလေးတွေပေါ့နော်အဲ့ဒါဘာဘာရေရရာလို့ခုံမလဲတော့မသိဘူးပေါ့နော်အဲ့တော့တကယ်တမ်းကိုယောက်ျား ဒီလိုမျိုးခြေရှုပ်နေတယ်အဲ့လိုတွေဖြစ်နေတယ်ဒါမှမဟုတ်အိမ်မော့ကျမတို့ဥမာပေါ့နော်ရန်ဖြစ်လို့ကိုယောက်ချာနဲ့ရန်ဖြစ်လို့ယောက်ချာထွက်ယောက်ချာနဲ့အိမ်မော့ဆင်းသွားမျိုးရှိရကွာဆင်းသွားပြီးအဲ့ဒီနောက်ထပ်တယောက်နဲ့အပီးလိုက်သွားတာလည်းရှိရချို့ချာလည်းမလိုက်ပါဘူးအဲတခြားတနေရာမှာအဲ့လိုပေါ့နေနေတယ်ပေါ့နော်အဲ့လိုမျိုးပြန်ခေါ်မယ်လို့ဘာလို့ရရရည်ဆိုရင်ကျမကတော့မလုပ်ပါနဲ့လို့တားပါရစေနော်တကယ်တမ်းလေကို့ကိုချစ်တဲ့သူကအစိုးရကြီးကကို့ဒီလိုမျိုးဖောက်ပြန်မှုမပြောနဲ့ စိတ်ဆင်းရဲအောင်ကိုမလုပ်ဘူးစိတ်ဆင်းရဲစေမဲ့စကားလည်းမပြောသလိုစိတ်ဆင်းရဲစေမဲ့အပြုတ်မှုလည်းမလုပ်ပါဘူးရှင်ပြီးတော့တချို့တွေကပြောတတ်ကြတယ်ဩ तू ကဟိုပါပေါ့နောက်ထပ်မိန်းမဒေတာပတ်သက်ပြီးဖောက်ပြန်냐ရှုပ်နေ냐နောက်ထပ်မိန်းမဒေတာမရင်ငယ်ဒေတာထားတာသားသမီးတော့အရန်ချစ်တယ်ဆိုတဲ့စကားကလေကျမတော်တော်အရန်ပြက်လုံးသီလားဟာသကျမခံယူတာကလေကို့သားသမီးကိုချင်းဘယ်အဖေမအဲ့လိုမလုပ်ဘူး ကျွန်မအဖေပဲကြည်လေကျွန်မဘယ်တော့ဖြစ်ဖြစ်ယောက်ျားတွေအကုန်လုံးကျွန်မဖေနဲ့ကျွန်မခိုင်းနေတာကျွန်မဖေတစ်ခါမှမဖောက်ပြန်ဘူးလေအခုကျွန်မဖေသက်80ရှစ်နှစ်ရှိပြီဘယ်တော့မှဖောက်ပြန်ခဲ့တစ်ခါမှမဖောက်ပြန်ခဲ့ဘူးချစ်တယ်လို့လဲသူတို့ကလူကြားကောင်းလိုက်မပြောဘူးနော်အဖေကလေဒါပေမဲ့ယောက်ျားဖခင်တယောက်ကုန်တိတ်ခါနဲ့ညီအောင်နေတယ်ဒါကိုကျွန်မချစ်တယ်လို့လက်ခံတယ်ကျွန်မရဲ့ပါစင်တဲ့ကိစ္စကိုအများကြီးချုပ်ပြီးတော့ပြောတာနော် ေသေးမွားမွားလေးတွေကတောက်ကစားဖြစ်တာမျက်လုံးထဲမှာအဆင်မပြေတာတဟာဇာတာမဖြစ်တာကိုယ်ထက်အသက်ကြီးပြီးတော့လုံနေကြိုင်နေတဲ့လုပ်ငန်းကိစ္စတွေမှာရောလူမှုနယ်ပယ်ကိစ္စတွေမှာတခုမှကျမတော့ပုပ်ပုန်လေးပြောအထင်ကြီးစရာတခုမှမရှိဘူးကျမမျိုးသားမှာသိလားအဲ့လိုပြောရင်ကျမနေကဘာမို့လဲလို့သူကမေးမေးခဲ့မှာပေါ့နော်မေးနိုင်တာပေါ့ဒါပေမဲ့ကျမအထင်ကြီးလေးစားစရာယောက်ျားတဲ့မှာကျမမျိုးသားမပါဘူးအဲ့တော့ရရကိစ္စတွေခဏထားလိုက်အောင်ပြီးသွားပြီပြီးသွားပြီဆိုတဲ့အချိန်မှာ ကျမကဒီတားငယ်လေးမွေးပြီးတော့တက်မှလိုက်နေတယ်ဗောနော်ဖဖွားဆာလာနေပြီကျမတို့ရဲ့ဒီပြဿနာတွေကိုဟိုပါဗောကျမမိဘကျမအဖေနဲ့မရလဲသူနေကနေကနေပြန်လာလို့ရန်ကုန်ခဏလာတဲ့ကိစ္စရန်ကုန်မှာစီဝေးရှိလို့လာပြီဆိုရင်တရင်လေးဒါကိစ္စလေးအကြမ်းမြင်သေးတဲ့ခါကျတော့အဖေနဲ့အမေကကျမရောက်ခမရီနဲ့တွေ့ပြီးတော့ကျမအမျိုးသားကခေါ်ပြီးတော့ဒီလိုမျိုးမဖြစ်ဖို့အတွက် ညှိနှိုင်းမိတယ်ပေါ့နော်ညှိနှိုင်းမိတယ်ဆိုတော့ဟိုပါပေါ့ဒါပထမဦးဆုံးအချိန်ကျမအဖေကကျမအတွက်အဲလှုပ်ဆောင်ပေးရဲ့လှုပ်ဆောင်မှုလေးပေါ့နော်သူသူ့သမီးကိုဟိုပေါ့အိမ်အောင်မကွဲစေခြင်းဘူးဘယ်မိမမှတော့ကို့သမီးကိုအိမ်အောင်မကွဲစေခြင်းမရှိသေးလားအဲ့တော့ကျမတို့ညှိနှိုင်းပေးခဲ့တဲ့ခါကျတော့ကျမတို့တက်မှာသွားလိုက်နေတယ် တက်မှလိုက်နေတဲ့အခါမှာကျမအခုပြောမယ်ဒီ session ကနေနောက်ပိုင်းอ่ะနည်းနည်းလေးတော့ဟိုဟာဖြစ်တယ်ပေါ့เนาะနည်းနည်းလေးတော့ဟိုကျမရဲ့အစိတ်အပြောင်းလဲလေးတွေဖြစ်လာတာပေါ့เนาะကျမမြင်တွေ့လာတာတွေဖြစ်လာတာတွေကိုကျမပြောမှာပါအဲ့ဒီမှာတရက်ကဟိုဟာညနေပိုင်းမှာရုံးစင်းချိန်ပေါ့9နိုင်ရုံးစင်းပြီးလောက်ပေါ့ညနေ9နိုင်ခွဲလောက်မှာ9နိုင်ခွဲ6နိုင်လောက်မှာအမျိုးသားခြံရှိဘေးကျမတို့နေရဲ့တက်ကအိမ်ရဲ့ဘေးကဘုံမှုပဲ အသားဖြူနေနာမည်တော့မှတ်မိတော့အဲသူတို့ကသူတို့တက်ကိစ္စကြီးစကားရက် ပြောနေအဲ့ချိန်မှာကျမတို့အမျိုးသားအဲ့တော့သူကတိုက်ရေးပွဲကြီးလုပ်တော့ဟိုအနက်ရောင်ဖုန်းကလောက်ကလပ်ဖုန်းကြီးရှိတယ်အမှဖုန်းလာရောကွဖုန်းလာတော့အာကျမဖုန်းကန်လိုက်တယ်ပေါ့နော်ဟုတ်ကဲ့ပြောပါဆိုတော့အမျိုးသမီးတယောက်သူကကျမကိုပြောလဲဆိုတော့ကိုထိုက်ရှိလားတဲ့အဲ့နဲ့ဟိုဘသူပါလဲလို့မေးတော့အင်းနဲ့ဟိုဟာတဲ့တနာကျော်ပါတဲ့ ထိုက်ကိုခေါ်ပြီးတဲ့ဟိုဟာတဲ့ตาตุตาနေမကောင်းလို့စေကံပြပြီးမယ်ဆိုပြီးတော့မလာလို့တဲ့စဉ်းစားကြည့်ပါဦးကျမအမတန်ကိုအမုန်းဆုံးလောက်ကဘောင်ကြော်တာဒီလိုမျိုးဒီအိမ်မှာတွေ့တဲ့အချိန်မှာတော့ဒီအမျိုးသမီးဘာမှပုံးနေလဲတော့မသိဘူးပေါ့နော်မရှိဘူးကျမမမြင်ခဲ့ဘူးအခုတက်ကို ကျွန်တော်တို့မိသားစုရှိနေမှန်းသိရတာနဲ့တက်ကိုဖုန်းဆက်ပြီးကိုထိုက်ရှိလားကိုထိုက်ကိုခေါ်ပေးပါတနာကျော်ပါသူ့သားနေမကောင်းလို့အစည်းကမ်းပြဖို့ကိုထိုက်လာမယ်ဆိုတာကိုမလာလို့တဲ့ဖုန်းဆက်တာနော်အဲ့ဒါနဲ့ကျွန်မပြောလိုက်ပါတယ်ဟိုအသက်ဘယ်လောက်လဲရင်းလို့မိတော့သူကျွန်မတဲ့အသက်တော်ကြီးရဲ့အဲ့ဒီအချိန်မှာသူ30ပတ်ချလေလောက်ဖြစ်နေပြီတိလားအမရေလို့ပြောလိုက်တယ်အမသားကကျွန်မလင်နဲ့ လုတ်ပြီးမွေးလာတာမဟုတ်ဘူးလို့အမသာတက်ဒီကျမခန့်မှန်းကြီးဆို၈နှစ်လောက်ရှိပြီကျမယောက်ျားနဲ့အမနဲ့ပတ်သက်မှုဒီအများဆုံးရှိ၆လတစ်နှစ်ပေါ့အဲ့တော့အမကြီးตาနေမကောင်းဖြစ်တဲ့ကိစ္စကိုကျမလင်ကိုခေါ်ပြီးတော့တက်ထီကိုဖုန်းဆက်ပြီးအမကနေပြီးတော့စေကန်းလိုက်ပို့မယ်ပြောပြီးမလာလို့ဆိုတာအမဘောင်ရမ်းမကြော်လုံးဘူးလားလို့ဖုန်းဆောက်ချသွားတော့တိလာဒါပထမဦးဆုံးဒီမိမနဲ့စကားဆပြောတာပဲเนาะကျမက Taurus ပါ April Taurus at sign ကျမတီးခန့်ရင်ဘယ်သူနဲ့မှမတူအောင်တီးခန့်တယ်အဲဒါပေမဲ့ကျမရဲ့တီးခန့်တဲ့နေရာမှာဘောင်ရှိတယ်ကျမတီးခန့်တဲ့ limit ရှိတယ်အဲ့ဒီ limit ကို ထိပါလာပြီဆိုရင်တော့ကျမကတော့သူတေကိုရှင်နည်းနဲ့ပြန်တိုက်ခိုက်တာနော် ကျမစောက်ကျင်တာအဲ့လိုစောက်ကျင်အဲ့တော့ ကျမဖုန်းချပါတော့ကျမမျိုးသားကျမတခုမှမပြောတော့ဘသူဖုန်းဆက်တယ်လည်းမပြောအဲ့နဲ့ကအဲ့ခုနကဖုန်းတန်ကြားတယ်တဲ့အိမ်ထဲပြန်ဝင်လာတော့ဟုတ်လားလို့ဟိုဟာငှားဆက်တာလို့ဟိုဟာဟိုကိုရုပ်မေးတာလို့ဟိုဟာအရှိမဘေးအိမ်ကဘုံနဲ့စကားပြောနေတယ်ပြောလို့အရင်မကြည့်ဘူးဆိုရင်ဖုန်းချပါဘသူလဲတက်ကအာတပီလားမသိပါဘူးလို့အဲ့လိုပဲပြောလိုက်တယ်အဲ့ရကျမဒီမိန်းမကိုလေစကားလည်းရမ်းပြောခြင်းတယ်လို့အရန်လည်းတွေ့ခြင်းလာတယ်တိလားအဲ့ဒါနဲ့ ဒါပေမဲ့ကျမမျိုးသားမှာ handphone ရှိရလေကျမကတက်ဖုန်းကိုအဓိကကသူ handphone ကိုဆက်တဲ့ချိန်မှာအမျိုးသားကလည်းဖုန်းကိုအိမ်ထဲမှာထားရမှာပေါ့တနေရမှာပေါ့နော်ထားရလို့သူဖုန်းမကင်လို့တက်ဖုန်းကိုသူခေါ်တာဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကျမပြောတာကကို့ဘောင်နဲ့ကိုနေပါသူပါသူကျမယောက်ျားနဲ့နောက်ွယ်မှာဘလို့ပဲဖောက်ပြန်ဖောက်ပြန်ဘလို့ပဲမူစကူဒူးဒူးမဒူးဒူးသူပါသူစင်တင်ရကောင်မပဲဖြစ်ဖြစ်ဒါမှမဟုတ်သူပါသူဖာခံစားတဲ့မိန်းမပဲဖြစ်ဖြစ်ဘောင်ရှိရတယ် ိလားကိုဘောင်နဲ့ကိုနေရတယ်ဘောင်မကြော်ရဘူးကျမတို့မိသားစုရှိရတဲ့တဲ့ထည်ဖုန်းဆက်ဆရာအကြောင်းသူစီမှာတစ်စီမှမရှိပါဘူးဒါဒီကျမကိုစိန်ခေါ်တယ်လို့ကျမကမြင်ပါတယ်အဲ့ဒီရဆိုင်ကျမတိုက်ခိုက်တာနော်ကျမကသူများလေးလို့မဆဲမဆိုဘူးဂုံးစင်ကိုရအောင်တွန်းပို့တာကျမယောက်ျားဒီမိန်းမနဲ့မျက်မျက်ယူဖြစ်သွားအောင်ဂုံးစင်ကိုတွန်းပို့ပစ်တာကျမတွန်းပို့ဝင်တွန်းပို့နေလေးလဲပြောပြမယ်နောက်နေ့ကျတော့ကျမမြင်ဒီကိုရင်သွားရောမြင်ဒီကိုရင်သွားတော့ ရောက်ခမကြီးကတော့ကျမဟိုဒီမိမနဲ့ဘာပြောလဲဘာပြောတာတော့အမပြောပါဘူးအကုန်လုံးမပြောဘူးကျမရဲ့အချင်းဟာလေကျမယောက်ျားကိုကျမမပြတ်နိုင်တဲ့အချိန်မှာကျမယောက်ျားရဲ့မကောင်းတဲ့ဟာတွေအကုန်လုံးကျမမိဘကိုဘယ်တော့မှအသိမပေးဘူး။ဘာဖြစ်လို့လဲဆိုတော့ကျမကိုကိုဘာလုပ်ရမလဲမသိဘူးကိုကိုကိုတီဆောက်နေရတာကျမဘာလို့တင့်လဲဆိုတော့ကျမအချိန်ယူစဉ်းစားရတယ်ကျမတီဆောက်ရတယ်ကျမဘယ်လိုလုပ်ရမလဲဆုံးဖြတ်ချက်အပီးတိုင်မချသေးတဲ့အချိန်မှာ ကျမယောက်ျားနဲ့ပတ်သက်တဲ့မကောင်းတဲ့ဟာတွေအကုန်လုံးကျမမိပါဘူးတော့မပြောအကယ်၍များကျမတီဆောက်ပြီးကျမစိတ်ပျော့ညံ့ပြီးတော့ဒီယောက်ျားကိုမကွဲနိုင်ရင်ကျမမိပါတွေကကျမယောက်ျားကိုအထင်မြင်သေးတော့မယ်ပြဿနာမသေးဘူးနောက်ဆက်တွဲပြဿနာတွေကိုယောက်ျားရဲ့မကောင်းချောင်းတွေကိုကိုမိသားစုပြောတဲ့နောက်ဆက်တွဲပြဿနာဆိုးကြိုးတွေကျမပဲခံရမှာမလုပ်ဘူးမလုံးဝမပြောအဲ့နဲ့မြင်းဒီကုန်းရောက်တဲ့ခါကျကျမမြင်းဒီကုန်းရဖုန်းနဲ့သူ့ဖုန်းခေါ်လိုက်တယ်အမလို့ကျမလို့ နှင်းစပယ်အောင်ကိုပါလို့ဆိုအော်တဲ့ညီမလေးပြောတယ်อืมအမကိုမသိလို့မေးချင်တယ်လို့ကျမယောက်ျားနဲ့အမနဲ့လက်ထပ်ထားတာလားယင်လို့ကျမအိတ်တိုင်းမိတာနော်မဟုတ်ပါဘူးတဲ့ဟိုဟာတဲ့အမကတကယ်တော့တဲ့ဟိုဟာတဲ့ဟိုဟာညီမလေးဟိုညီမလေးကအဲ့လိုအတူလိုက်နေမှမလဲမသိပါဘူးပေါ့နော်ကိုထိုက်ကဘာပြောလဲဆိုတော့သူ့မှာအိမ်အောင်ရှိတယ်ပေါ့နော်သားသမီးရှိတယ်မှန်တယ်ဒါပေမဲ့ဒီသားသမီးနဲ့ဒီအိမ်အောင်ကပေါ့နော် မိဘတွေကလူကြီးချင်းသဘောတူပြီပေးစားရတဲ့အိမ်တော်ပေါ့နော်အဲ့လိုပြောခဲ့တဲ့အတွက်ကြောင့်ပေါ့နော်အမဟိုကိုထိုက်ကလည်းအမကိုချစ်တဲ့ကြောင့်အမကလည်းပြန်ချစ်မိတယ်ပေါ့နော်တကယ်နော်ဘယ်လိုပြောမလဲနော်စိတ်ဓာတ်တော့မသိဘူးသိလားဗဇက်တွေဒီလိုမျိုးလေးဖောက်ပြန်တဲ့ယောက်ျားကျမအမျိုးသားပေါ့ဖောက်ပြန်တာကိုတူတူပါဝင်တဲ့အမျိုးသမီးပြောတဲ့စကားတွေများလေးသိလားနားထဲမှာလေး ဘလို့မှခံစားလို့မရဘူးတည်လားဘယ်လိုလုပ်ကျမကျမဖေဆိုကျမဒီအမျိုးသားနဲ့ယူလို့၃နှစ်တောင်စကားမပြောဘူး၃နှစ်တောင်စကားမပြောဘူးကျမဖေအရင်စိတ်ဆိုးတာကျမကိုအိမ်တော်မပြုစေချင်ဘူးလေအဲ့ဒါကိုမရမကခိုးပြေးပြီးတော့ကျမကိုလူချင်းသဘောတူပြီးတော့နမေခန့်